ဥင်္ဂါအစိပ်ပိုင်းတွေကိုကိုယ်တိုင်တိုက်တဆိတ်ဖျက်ဆီးနေမိတဲ့အချက်20အုံနောက်ကိုဒုက္ခပေးတာက မနှက်စာမစားခြင်းတကြားစားတုံးမှုများလွန်းခြင်းနှလုံးကိုဒုက္ခပေးတာကအငံကဲခြင်းတဏီကုံထိုင်နေခြင်းကြောက်ကူဒုက္ခပေးရာက ရေတောက်နေခြင်းစီးအောင်ထားခြင်း တဲကိုဒုက္ခပေးတာက အစီအစိတ်လွန်ကဲခြင်းအရက်တောက်ခြင်းအစာအင်ကိုဒုက္ခပေးတာကအကြိုက်ခဲပျောက်စီးတွေကို အစာမရှိဘဲတောက်ခြင်းအဆက်လွန်ကဲခြင်းအစုတ်ကိုဒုက္ခပေးတာကစေးလိမ်ငွေရှူရှိုက်ခြင်းလေဝင်လေထွက်မကောင်းသောနေရာတွင်နေခြင်း မျက်လုံးကိုဒုက္ခပေးရာကအမောင်သေးတွင် ဖုံးကြည့်ခြင်းမျက်တောင်ခတ်နေခြင်းနားကိုဒုက္ခပေးရာကနှကြက်ကိုအတန်အဆုံးချက်နားထောင်ခြင်းဥလန်းချောင်းကိုဒုက္ခပေးရာက အသားများများစားပြီးအတိအရွတ်ဖိုက်ဘာစားသုံးမှုနေခြင်း ပန်ခရီးယားကိုဒုက္ခပေးတာကပန်ခရီးယားဆိုတာခန္ဓာကိုယ်တစ်ခုလုံးရဲ့အချိုဓာတ်စနစ်ကိုထိန်းထားပေးတဲ့ကလေးစားတစ်ခုပါအစာအလိုချင်စားသုံးခြင်းကပန်ခရီးယားကိုဒုက္ခပေးတယ်အချိုရည်ဆွဲလန်းခြင်းကလည်းပန်ခရီးယားကိုဒုက္ခပေးတယ်သဲကြေကိုဒုက္ခပေးတာကအစာစားချိန်မမှန်ခြင်းဝိတ်ကိုအမြန်ချခြင်းကြောရိုးကိုဒုက္ခပေးတာက ခါကိုင်းပြီးထိုင်ခြင်းမွေးရာပြော့လွန်းခြင်းအယိုးကိုဒုက္ခပေးတာက ကော်ဖီဆိုဒါအချိုရေးအတောက်လွန်ခြင်းနေရောင်ခြည်မထိတွေ့ခြင်းအရေးပြားကိုဒုက္ခပေးတာက နေရောင်ခံခရင် မလိမ့်ပဲနေပူတဲ့ထွက်ခြင်းမိတ်ကပ်မဖြတ်ပဲအိတ်ခြင်းတွေးကြောများကိုဒုက္ခပေးတာက စိတ်ဖီစီးမှုများလွန်းခြင်းစိတ်လိုက်တော့ခြင်းချက်သားများကိုဒုက္ခပေးတာက ရေတောက်နေခြင်းအကျော်မလျှော့ခြင်းလေချောင်းကိုဒုက္ခပေးတာက ရေခဲရေအတော့လွန်ခြင်းစေးလေးငွေရှူရှိုက်ခြင်းတွားကိုဒုက္ခပေးတာက ရေခဲဝါစားခြင်းပွားမတိုက်ပဲအိတ်ခြင်း ိုခံအားကိုဒုက္ခပေးတာကအေးရပြတ်ခြင်းတန့်ရှင်းမှုအားနည်းခြင်းဟော်မုန်းစနစ်ကိုဒုက္ခပေးတာကပလတ်စတစ်ဘူးဖြစ်ရည်နွေးထဲတောက်ခြင်းစိတ်ထင်ရှားဆေးဝယ်တောက်ခြင်းဒီအချက်20ထဲမှာကိုနဲ့ဘယ်နှချက်ညှိနေလဲဆိုတာဟိုပြန်ပြီးတော့ဟိုတုံးတက်တက်มาတယ် အခုကျမ်းမာရေးအတွက်ဒီနေ့ကစပြီးဆင်ခြင်လိုက်ကြရအောင်